ယူကရိန်းနိုင်ငံဟာရုရှားနိုင်ငံရဲ့ရေနံတင်ပို့မှုကရတဲ့ဝင်ငွေကိုဖျက်တောက်ဖို့ရုရှားရေနံကြက်စက်ရုံတွေနဲ့ရေနံဗလင်းတွေကိုပိတ်မထားတိုက်ခိုက်နေပါတယ်။ဒါမှရုရှားပြည်သူတွေအတွက်လောင်စာဆီဈေးနှုန်းအလွန်မင်းမြင့်တက်လာတာတွေစီပြက်လက်မှုတွေနဲ့ရင်ဆိုင်နေကြရပြီးလောင်စာဆီဈေးနှုန်းဟာအခုနှစ်ဆန်းပိုင်းကစပြီးခုနှစ်ရာခိုင်နှုန်းမြင့်တက်ခဲ့ပါတယ်။ပြီးခဲ့တဲ့ရက်သတ္တပတ်တွေအတွင်းမှာတော့ရေနံကျွေးွားတဲ့ရုရှားနိုင်ငံမှာကီလိုမီတာနဲ့ချီရှည်လျားတဲ့ကားစီတန်းစီမှုတွေနဲ့လောင်စာဆီပြက်လက်မှုတွေစတိုက်ဖြစ်လာတာပါ။ တချို့နေရာတွေမှာဆိုရင်အာဏာပိုင်တွေက စီးပွားပြင်မဟုတ်တဲ့ကားတွေကိုစီရောင်းချမှုကန့်သက်တာတွေနဲ့ဘောက်ချာတွေနဲ့မှစီရောင်းတာစသဖြင့်စီဖြန့်ပြုမှုကိုဝင်ထိန်ကြီးတာတွေလှုပ်ဆောင်နေရပါတယ်။အစိုးရကဩဂတ်စက်တင်ဘာနဲ့အောက်တိုဘာလတွေအတွက်ဓာတ်ဆီတင်ပို့မှုကိုယာယီပိတ်ပင်မှုတခုလည်းချမှတ်ခဲ့ပါတယ်။တာမန်ရင်မောင်းတွေတက်တော့ဝယ်စရာစီရှိရင်တော့ဈေးကတဖြည်းဖြည်းနဲ့မတက်နိုင်လောက်အောင်ဈေးဖြစ်လာနေပါတယ်။လောင်စာဆီအမျိုးမျိုးရဲ့ဈေးနှုန်းတွေက တမိုင်းတဲ့လျှောက်မြင်းစုံကိုရောက်ရှိနေပြီးမော်စကိုမြို့ခံတွေကတော့ဒီဝန်တော့ဝန်ဘိုးကိုခန်းစားနေရတယ်လို့ပြောကြပါတယ်။ကျွမ်းကျင်သူတွေကအားလိုက်ရဲ့လောင်စာစီဝဲလို့အားအမြင်ဆုံးဖြစ်တဲ့အချိန်နဲ့အခုလိုကောင်းတဲ့ရေသိမ်းရာသီတွေကအခုလိုစီစဉ်မြင့်တက်လာရတဲ့အဓိကအကြောင်းရင်းတွေလို့ပြောဆိုပါတယ်။တစ်ဖက်မှာလည်းယင်းနဲ့ချက်ဆက်ယုံတွေပြတ်မတ်ထားတိုက်ခတ်မှုတွေကြောင့်လည်းအဓိကဆက်ယုံကြီးတွေလက်ပတ်မှုပြတ်ဆိုင်ခဲ့ရတာပါ။အခုပြည်သူတွေစိုးရိမ်နေရတာက လောင်စာဆီဈေးနှုန်းတွေကြောင့်တည်ယူပို့ဆောင်ရေးဈေးတွေပါမြင့်တက်လာပြီးအခြေခံကုန်ပစ္စည်းတွေနဲ့ဝန်ဆောင်မှုဈေးတွေပါဈေးတွေအဆမတန်မြင့်တက်လာမှာကိုပါတချို့ကျွမ်းကျင်သူတွေသုံးသပ်တာကအခုနှစ်ကုန်ပိုင်းမှာလက်လီလောင်စာဆီဈေးနှုန်းတွေဟာငွေကြေးဖောင်းပွားမှုနှုန်းထက်တိတိသားသားပိုများတဲ့30ရာခိုင်နှုန်းအထိမြင့်တက်လာနေတယ်လို့သတိပေးနေကြပါတယ်ဒါကြောင့်ရုရှားအနာပိုင်တွေအနေနဲ့စီးပွားရေးအကျိုးမြတ်တဲ့လူမှုရေးတည်ငြိမ်မှုအကြားမျှကြေတစ်ခုကိုရှာဖွေရတော့မှာဖြစ်ပါလိမ့်ခင်ဗျာ thank you